ားလုံးပဲမင်္ဂလာပါရှင် အခုဒီဗီဒီယိုလေးကကြတော့ဒီကုတ်ကြီးပေါင်းနဲ့ပတ်သက်တာပေါ့နော်အဲ့ဒါလေးတွေကိုအာခဏခဏတောင်းဆိုတာလေးတွေရှိရတဲ့ဝင်းမြပေးချင်တာပါ အရှိမကြီးပေါင်းနဲ့ပတ်သက်တဲ့ဒီအကြောတွေတက်တိုင်းနဲ့ပတ်သက်တဲ့ဗီဒီယိုလေးပေါ့နော်တင်ထားပေးတယ်ဒါပေမဲ့အဲ့ဒီဗီဒီယိုကိုမတွေ့ဘူးမတွေ့တဲ့သူတွေပေါ့နော်အဲ့ဒီလူတွေကတင်ပေးပါအောင်ဆိုတဲ့အတွက်ထပ်ပြီးတော့တင်ပေးခြင်းဖြစ်ပါတယ်အရှိကဗီဒီယိုနဲ့အဲလေ့ကျင့်ခန်းတွေကိုမတူအောင်လို့အသစ်ကလေးဝင်းမြပေးချင်တာဖြစ်ပါတယ်အဲ့တော့ ီပေါင်းသမားတွေရှိလားအဲ့ဒါဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုလေ့ကျင့်ပါဂျီပေါင်းတော့မရှိဘူးဥမာအကြောတွေတက်တက်တဲ့အဲဂုတ်ကြောတွေပေါ့နော်အိုင်ုံကြောတွေဂုတ်ကြောတွေဂုတ်တွေအရင်တက်တယ်ဆိုလို့ရှိရင်လည်းဒီဗီဒီယိုလေးကိုလေ့ကျင့်လို့ရပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဂျီပေါင်းလည်းမရှိဘူးဂုတ်တွေတက်တာလည်းမရှိဘူးလေ့ကျင့်ကျင်နေရလားဆိုရင်လည်းရပါတယ်ဘာအတွက်လဲဆိုရင်ဒီ neck mobility လို့ခေါ်တာပေါ့နော်ကိုယ့်ရဲ့ဒီဂုတ်ရိုးပေါ့နော်အဒီဂုတ်ရိုးလေးတွေအာသက်တောင်းသက်သားပြူလဲပြောင်းလဲပေါ့နော်အဓိကတော့ flexible ပဲရှိအောင်လေ့ကျင့်ပေးလို့ရ ပါတယ်အဲဆိုစားလိုက်ရအောင်အရန်ကိုခက်ခက်ခဲခဲကြီးတွေမဟုတ်ပါဘူးအဲ့ဒါလေးကအဲ့တော့အချိန်မရွေးနေရာမရွေးလေ့ကျင့်လို့ရပါတယ်အဲဒီခုံလေးပေါ်မှာထိုင်နေတဲ့ကိုလေ့ကျင့်လို့ရပါတယ်နော်အဲ့ဒါစားလိုက်ရအောင်အဲ့တော့ပထမတစ်မျိုးညီမတို့ခေါင်းလေးကို မော့မယ်ငုံမယ်ပေါ့နော်ပုံမှန်ငုံပုံမှန်မော့တယ်ငုံတာလေးနဲ့အဲတူတလူလူနဲ့မတူဘူးပေါ့နော်အဲ့တော့တေချာလေးညီမကိုကြည်ပေးပါအဲ့တော့ညီမတို့ကပုံမှန်ဆိုရင်ဥမာခေါင်းလေးကိုမော့မယ်ဆိုရင်ဖြေးဖြေးချင်းဒီလို မောလိုက်တယ်โอเคမျက်လုံးလေးကိုအနောက်ကိုလှန်ပြီးတော့ကြည်လိုက်တယ်အဲ့ဒီကွက်ကတော့ပုံမှန်ပါပဲအဲ့နောက်တစ်ကွက်မှာမှမတူတော့တာပါအဲ့တော့ဥမာခေါင်းလေးကိုငုံပြီးပေါ့နော်ညီမဒီလိုဘေးတိုက်ကလေးပြလိုက်မယ်ခေါင်းလေးကိုရင်တော့ပုံမှန်မော့တာဒီလိုလေးမော့တယ်ခေါင်းလေးကိုမော့ပြီးရင်ပင်အောက်ဘက်ကိုဒီလိုမျိုးလေးဟုတ်တယ်နော်ဒီလိုမျိုးလေးအရှိကိုတွန်းပြီးတော့အရှိကိုအရှိကိုတွန်းပြီးတော့ငုံချလိုက်တာပေါ့နော်အခုသွားမှာကြာအဲ့လိုလေးမဟုတ်ဘူးခေါင်းလေးကိုဒီတိုင်းလေးမော့လိုက်တယ်ပြီးရင် မေးစိနားလေးကိုကတ်ပြီးတော့ဒီလောက်ကလေးပဲနည်းနည်းလေးပဲငုံဒီလိုမျိုးမဟုတ်နော်မေးစိကိုအရှိကိုတွန်းပြီးငုံတာမျိုးမဟုတ်ဘူးအနောက်နားမှာပဲကတ်ပြီးတော့ငုံနိုင်မယ်အနောက်ကဂုတ်ကလေးမှာဒီအာယုံကြော ကြီးပေါင်းနေရပါတော့တော်တော်များကြီးပေါင်းဖြစ်တဲ့နေရာလေးမှာခံစားမယ်โอเคတကယ်လို့ကိုကခန္ဓာကိုယ်ကြီးပါအဲဒီလိုအရှိတွေပါလိုက်ပြီးတော့လုံးမိတယ်ဆိုရင်ညီမရှိမှလက်ကလေးရှက်ထားโอเคလက်ကလေးရှက်ထားဒီလိုမျိုးလေးပြင်လာဆိုခါလေးကိုမတ်ထား စမယ်နော်ခေါင်းလေးကိုအပေါ်ဘက်ကိုလှန်နိုင်သလောက်လှန်မယ်ညလုံးလေးကိုအပေါ်ဘက်ကိုကြည်လိုက်ရအောင်စစ်ထုတ်ခေါင်းလေးကိုအရှိမသွားအောင်နော်ဒီလောက်လောက်ကလေးပဲမေးစီနဲ့ကပ်ပြီးတော့ငုံချပေးအနောက်ကအာယုံကြော်လေးတွေမှာခန်းစားအဲ့ဒါလေးကိုခေါင်းလေးကိုပေါ်ဘက်ကိုလှန်နိုင်သလောက်အတိုင်းလေးလှန်မယ် Okay shoot out ခေါင်းလေးကိုတော့အဲ့မေးစီနားလေးပဲကပ်ပြီးတော့เนาะငုံချမယ်။ခေါင်းနဲ့နောက်တစ်ခေါက်လောက်ရှူခေါင်းလေးကိုပေါ်နောက်ကိုလှန်လိုက်သလောက်လှန်ပြီး ပင်ရှုထုတ်ခေါင်းလေးကိုမေးစီနာနေကပ်ပြီးတော့ပဲနော်ရာသလောက်ငုံချပေး Okay ပြန် shot အဲ့ဒါလေးကို10မိနစ်လောက်ထိလုပ်ပေးလို့ရတယ်ဒါပေမဲ့အခုမှစပြီးလေ့ကျင့်နေဆို10မိနစ်မလုပ်နိုင်ဘူးပေါ့နော်အဲ့တော့ကောက်တင်ကိုပါ5ခေါက်6ခေါက်8ခေါက်အဲ့လိုလေးရည်သွားပါကောက်တင်လေးခေါ်သွားပေးပေါ့နော်အဲ့တော့ပြန်ပြမယ်နော်ခေါင်းကိုဒီလိုမောတယ်ပြီးရင်ဒီလိုကြီးငုံချလိုက်တာမဟုတ်ဘူးနော်ခေါင်းလေးကိုမောတယ်မနမေးစီနာကိုကပ်ပြီးဒီနေ့နည်းနည်းအဲ့လောက်ပဲ ပို့မသွားဘူးအနောက်ကဂုတ်နေရာမှာတန်ရှင်တင်းနေတာလေးခံစားပေးနော်ပြင်ပြန်လျှော်လိုက်မယ်အဲ့ဒါလေးကနံပါတ်1တမျိုးပါနောက်ဆုံးနံပါတ်2မျိုးသွားမယ်လက်ရှက်ထားရတယ်ပြီးရင်ခေါင်းလေးကိုမကောင်းတက်တက်လေးထားဒီလိုတောင်ကားလဲရတယ်ကျင်းလဲရအတိကလက်ရှက်ထားကားစန်ထားပြီးရင်ခေါင်းလေးကိုညာလဲမယ်ပြန်လာတယ်ဘယ်လဲမယ်အဲ့ဒါဇက်တိုက်ကလေးလှဲလို့ရတယ်။ဥမာတချို့ကြီးပောင်းသမားတွေကမူးတက်တယ်။အဲ့ဒါဆိုရင်ခေါင်းလေးကိုအရင်မလှဲနဲ့ဥမာအလဲမှာပြန်ရက် ပြီးတော့မှညာဘက်ကိုလှည့်အလဲမှာပြန်ရက်ပြီးတော့မှဘယ်ဘက်ကိုလှည့် okay ခေါင်းလေးကတော့ဥမာခေါင်းမမှုတက်ဖူးပုံမှန်ပဲဆိုတဲ့သူတွေကညာလက်မယ်ဘယ်လက်မယ်ညာလက်မယ်ဘဲလဲမယ်သူလည်းတူတူပဲเนาะစနေပြတူတူကြီးညာလဲမယ်အဲ့လိုကြီးမဟုတ်ဘူးเนาะဘဲလဲမယ်အဲ့လိုကြီးမဟုတ်ဘူးเนาะပခုံးလေးတွေကိုထားထားပေးညာလဲဘဲလဲအဲ့လောက်ကလေးပဲเนาะ Okay နှစ်ခွက်ရှိသွားပြီเนาะနောက်တစ်မျိုးသွားရအောင်သုံးခွက်မြောက်ကလေးသွားမယ်အဲ့တော့သုံးခွက်မြောက်ကလေးကညီမတို့ ကိုရဲ့ဒီမေးစီလေးခေါင်းလေးပေါ့ခေါင်းလေးပေါ့အဓိကခေါင်းလေးကိုအရှိတူလို့တွန်းမယ်နောက်ကိုပြန်ဆွဲမယ်အဲ့တော့ဘေးလိုက်ပြမယ်အဲ့တော့ညီမတို့ဘယ်လိုခေါ်လဲတစ်ကလအုပ်လားတစ်ကလအုပ်လေးလေဘင်းရှိကိုတွန်းပြီးတော့ထွက်လိုက်မယ်နောက်ကိုပြန်ဆွဲမယ်အရှိကိုတွန်းပြီးတော့ထွက်မယ်နောက်ကိုပြန်ဆွဲမယ်အရှိတွန်းနောက်ဆုပ်အရှိတွန်းနောက်ဆုပ်အရှိတွန်းနောက်ဆုပ်အရှိကိုတွန်းတဲ့အချိန်မှာရတဲ့လောက်တွန်းနိုင်တဲ့လောက်တွန်း ငါကိုစုပ်တဲ့ချိန်မှာညာတော့နောက်ကုတ်ထဲမှာအဲ့တော့ဒီမှာဟိုဟာမေးစီနှစ်ထပ်ပေါ့ပြောရမယ်ဆိုရင်တချို့ဒီလိုဆွဲကြုံလိုက်ရင်မေးစီနှစ်ထပ်ဖြစ်သွားလိမ့်မယ်โอเคအဲ့အဲ့လိုမျိုးလေးပေါ်လာတဲ့အထိပေါ့နော်ဥမာညီမတို့ကြတော့အခုလေးချိန်ရန်နေအများကြီးလှုပ်ထားတာဖြစ်တဲ့အတွက်နည်းနည်းချီနေဖြစ်တဲ့အတွက်မေးစီနှစ်ထပ်မရှိတော့ဘူးအရင်တော့ရှိတယ်နော်လေးချိန်ရန်နေလှုပ်ပါများလို့မရှိတော့လားအဲ့တော့မေးစီနှစ်ထပ်မဖြစ်ချင်တဲ့သူတွေရှိနေတဲ့သူတွေဆိုလဲအဲအဲ့ဒါလေးအဲ့လိုလေး โอเคအဲ့ဒါလေးကိုဆယ်ခေါက်လောက်ထိလုပ်မယ်ရရဲဆိုရင်တော့10မိနစ်လောက်เนาะအဲ့တော့စနဘေးတိုက်ကလေးပြောင်းသွားရယ်เนาะအဲ့တော့အရှိတိုးနာဆုတ်အရှိတိုးနာဆုတ်အဓိကကြီးပေါင်းအာယုံကြောနေရာတွေကိုခန်းစားပေးเนาะအဲ့တော့အဲ့ဒါလေးကိုလည်းဆယ်ကြိမ်လုပ်ပေးမယ်အစဉ်နံပါတ်1နိ၃၃မျိုးရှိသွားပြီเนาะအခုနောက်တစ်မျိုးလေးတွားရအောင်နောက်တစ်မျိုးလေးကတော့ပုံမှန်ပဲယူယူတန်တန်လေးပဲโอเคအဲ့တော့ဒီလိုမျိုးလေးကိုယ့်ရဲ့ညာဘက်လက်ကလေးကိုဘဲဘက်ပခုံးလေးပေါ်ကင်ထားလိုက် ။ကင်နာရဲဆိုတာနည်းနည်းလေးဖိလိုက်မယ်။ဒီလိုလေးပဲတင်တာမဟုတ်နည်းနည်းလေးဖိထားပေး။ပြီးရင်ခေါင်းလေးကိုညာဘက်ကိုစောင်းချကြည့်။ Okay ။ရားတလောက်ကလေးပဲစောင်း။ဖြည်းဖြည်းချင်းနရွက်နောက်ကဲနိုင်တလောက်ဒီနရွက်နဲ့ဒီဘက်ပခုံးလေးနဲ့ကဲနိုင်တလောက်ကတ်ချကြည့်။ပြီးရင်ပြန်ထ။ Okay ပြန်ထအောင်ဖြစ်တယ်။ပြန်မက်ခေါင်းလေးကို။အဲ့အဲ့တိုင်းလေးစောင်းနိုင်တလောက်စောင်းကြည့်။ဒီလိုကြီးမတက်ဘူးနော်ပခုံးလေးကို။ပခုံးရှော့တာခေါင်းလေးကိုစောင်းနိုင်တဲ့လောက်စောင်းချဒီဘက်တစ်ကြောလုံးမှခန်းစားပြန်ထ ဒီပဲလက်ဖိထားပြီနော်နောက်တစ်ချိန်ကောင်းလေးကိုစောင့်ချလိုက်ရာသလောက်ကလေးဖိထားကြည့်နရွက်နဲ့လက်မောင်းနဲ့အနည်းဆုံးပကုံးဒီလိုမကပ်ဘူးနော်ပြန် short ထား1ခန်းစားမဲ့2 3 4 5အဲ့လိုမျိုးလေး copy ပြီးရင်ပြန် short နောက်ဆိုနောက်တစ်ဖက်ချိန်မယ်ဘေဘက်လက်ကလေးညာဘက်ပကုံးလေးပေါ့ကိုင်းနည်းနည်းလေးဖိထားပြီးရင်ကောင်းလေးကိုဘယ်ဘက်ကိုစောင့်ချနရွက်နဲ့ဒီမှာလက်မောင်းလေးနဲ့အနည်းဆုံးနော်ဒီဘက်တစ်ကြောလုံးတင်းနေတာခန်းစား ြန်လျှော့1နောက်တစ်ကြိမ်ရှူဆောင်းချလိုက်မယ် okay ပြန်လျှော့နောက်တစ်ကြိမ်ရှူဆောင်းချလိုက်မယ် okay ပြန်လျှော့သူကလည်း 10ခါလောက်ထိလုပ်ပေးလို့ရတယ်ဒီထက်ပိုပြီးတော့အချိန်နေဥမာဆူဆူဝါဝတင်းနေရဆိုရင်10ချိန်ထိလုပ်လို့ရတယ်10ချိန်ဆိုတာ10မိနစ်ပေါ့နော်ဥမာ10မိနစ်စာလောက်ကောက်တင်းခေါ်လိုက်1 2 3 4 5 6 7 8 9 10အဲ့လိုမျိုး10ချိန်ကိုပြောချင်တာဟိုခုလိုမျိုးကြီး10မိနစ်ကြီးထားအောင်ပြောချင်တာမဟုတ်ဘူးเนาะကောင်းတင်10ချိန်အဲ10ပေါ့เนาะ10လောက်ထိကိုခေါ်ပေးပါအဲအဲ့ထက်မှဥမာကိုကပိုလုတ်ချင်သေးတယ်ဆိုရင်တော့တိုက်ပါသားဖွင့်ထား10မိနစ်စက္ကန့်60အဲ့တော့ကောင်းတင်နဲ့ လိုက်ပါမဖွင့်တာဟုတ်ကောက်တင်းနဲ့ခေါ်မယ်ဆိုအကျင့်60တိတိညီမယ်နော်ကိုပါကိုโอเคအဲ့တော့ဒါကတိုးပြီးတော့လောက်သွားလို့ရပါတယ်အဲ့တော့ဘယ်နှမျိုးဖြစ်သွားကြီးလဲ၄မျိုးလားမသိဘူးနော်โอเคဆက်သွားကြည့်အောင်မယ်နောက်တစ်မျိုးစောနာတော့ကလည်းစင်တူတယ်ဒီကားကလက်ကိုရှိမှပဲပြန်ဆက်ထားမယ်အားသုံးနာလို့ရတယ်ပြီးရင်ဘယ်လိုလဲဆိုရင်စောနာတော့ကညီမတို့ကခေါင်းကြီးကိုဒီလိုကြီးငါတို့ဘေးကိုစောင်းချာအခုကခေါင်းကိုဒီလိုမျိုးစောင်းချင်တာမဟုတ်ဘူးဒီ โอเค left position မှာချိန်ပေးမယ်အာလောက်ရတာလောက်ရတာတမျိုးဖြစ်နေမှာဆိုလို့ပေါ့နော်မတူမှာဆိုလို့မြင်အောင်ပြောပြချင်တာမို့လို့အဲ့တော့လက်ကလေးကိုဒီမှာနေရွက်နှစ်တန်သီးလို့ခေါ်မလားအ sorry အောက်ကနှစ်တန်သီးနော်အပေါ်ကဒီနေရွက်ထိတ်ကလေးโอเคဒီညလေးเนาะဒီညလေးကိုကင်ထားဒီလိုလက်လေးနဲ့လက်နှစ်ဖက်ဖိပြီးတော့ကင်အားတွေလည်းမသုံးနိုင်အောင်နေရွက်နာနေအောင်မေးအဲ့တော့ဖို့ဖို့ကလေးကင်ပြီးရင်ကင်ပြီးရင်အဲ့တိုင်းလေးကနေခေါင်းလေးကိုညာဘက်ဆောင် ။စောင်းတဲ့ချိန်မှာစွမ်းနာတော့ကဒီလိုမျိုးဘေးကိုနေရွက်နဲ့ပခုံးနဲ့ထိကျင်တာ။အခုကမထိကျင်ဘူးဒီလိုအပေါ်ကိုဆွဲထားတဲ့ပုံစံ။ Okay ဒါမြင်အောင်ပြတော့နော်။နေရွက်ကိုဒီလိုအပေါ်ကိုဆွဲထားတဲ့ပုံစံတွန်းကျင်တာ။အဲ့တော့ဒီနားလေးပဲ။ဒီနားလေးပဲခံစားမယ်။ okay အဲ့တော့သူ့ကိုအပေါ်ကိုဆွဲထားတယ်လို့တွန်းတင်တွန်းတင်အပေါ်တွန်းတင်ဒီလိုကြီးမစောင်းချတော့ဘူးเนาะ တွန်းတွန်းအပေါ်လူပါမြောက်တော့မယ်အပေါ်โอเคအဲ့တော့တွန်းတွန်းအဲ့လိုတွန်းမှရုပ်တော့နည်းနည်းဆိုးတယ်နော်ဒီကံမိကြည့်โอเคနောက်တစ်ဖက်သွားမယ်ဘေးလိုက်ကလေးနည်းနည်းလေးစောင်းတာโอเคဒီဘက်လက်ကလေးဒီမှာနေရွက်ထိုက်ကလေးကိုကန်တွန်းတင်အပေါ်ဒီလိုလေးနော်တွန်းတင်အပေါ်လေးကိုကိုယ့်အောင်ကြည့်ပြီးရည်ချင်လို့โอเคအဲ့တော့နောက်တစ်ခေါက်ပြန်ပြမယ် ညာဘက်ကလေးကိုစောင်းလိုက်လက်မပါတော့ဘူးเนาะဥမာကိုကကို feeling ကခံစားရတာညီမပြောရ feeling မရောက်ရင်လက်နဲ့သာဆွဲကြည့်အပေါ်ဆွဲဆွဲဆွဲဆိုပြီးတော့တွန်းကြည့်เนาะတကယ်လို့ကိုရဲ့ feeling က okay okay နေပြီဆိုရင်နည်းနည်းလေးစောင်းညာဘက်ကိုစောင်းပြီးတွန်းလာကြည့်အပေါ်ကိုနေရွက်တွေကိုအပေါ် app 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 okay ပြီးရင်ပြန် shop နောက်တစ်ပတ်ချင်းဘယ်ဘက်ကလေးကိုနည်းနည်းစောင်းအပေါ်တော့ app 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 okay ဒီကြောလေးပဲเนาะတင်းနေတာခံစား ။ရလား။နည်းနည်းလေးတော့ထူးဆန်းနေတယ်။ဥမာတခြားသောအဲတခြားသောပထမလေ့ကျင့်တဲ့လေ့ကျင့်ခန်းလေးတွေမတူဘူးပေါ့နော်။နည်းနည်းလေးရည်ရတယ်။နည်းနည်းလေးလည်းထူးဆန်းတယ်။ဒါပေမဲ့လုပ်ကြည့်ပါတကယ်ထိရောက်တယ်အဲဆိုတာကိုပြောချင်တယ်ပေါ့နော်။တကယ်ထိရောက်လားမထိရောက်လားလဲ comment ရေးပေးခဲ့လို့ရတယ်။တကယ်ကိုထိရောက်မယ်လို့လည်းထင်ပါတယ်။အဲ့တော့အခုဒီနေရာလေးမှာတစ်ဖြတ်ဖြတ်လိုက်ပါမယ်။ဒီဟာလေးကိုလေ့ကျင့်ကြည့်ပါ။လေ့ကျင့်ကြည့်လို့တကယ်ထိရောက်တယ်ဆိုလို့ရှိရင် comment ရေးပေးခဲ့ပါ။ထပ်ပြီးတော့ဥမာဝေမျှပေးပါအောင်ဆိုရင်ထပ်ပြီးတော့ဝေမျှ ပေးပါဦးမယ်ကုတ်ကြီးပေါင်းနဲ့ပတ်သက်တာပေါ့နော်အဲတခြားသောနောက်ဆိုထားတာဒီတွေကိုလည်းအစင်လိုက်ကလေးဝင်ညပေးခြင်းလို့ပါအဲ့တော့စင်ပြေတဲ့ဆိုရင်ပိုက်ပိုက်ပါ